လူတစ်ယောက်ကအနည်းဆုံးသွားကြရလမ်းတစ်ခုတော့ရှိနေရမယ်။အားလုံးမင်္ဂလာပါ။ Renew by Vanipolis ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်တော်ဒီနေ့ဆောင်းလေးတုံးနဲ့မိတ်ဆက်ပေးခြင်းလို့ပါ။အိုက်ဆာအုပ်ကအားလုံးစိတ်ဝင်စားတဲ့ဆောင်းလေးတုံးဖြစ်တဲ့16ရာစုအနောက်ပိုင်း19ရာစုအစောပိုင်းမှာပေါ်ပေါက်ခဲ့တဲ့အစိတ်ပညာမူကင်းဆောင်းလေးတုံးဖြစ်တယ်။တောင်းကဘာကြောင့်လဲဆိုတော့ရှင်းမှာကျွန်တော်ပြောခဲ့သလိုမူကင်းလက်ထိုင်ရင်ဘဝတုတပုတ်ဒါဖြစ်တဲ့တိုးတော်ကလည်းဒီထောင်ထဲမှာပါတဲ့ဇက်ကောင်စရိုင်းနဲ့ လူတွေရဲ့စိတ်ထားပေတာအခြေအနေတွေကအရင်စိတ်ဝင်စားဖို့ကောင်းတယ်ခေတ်အခြေအနေကဓမ္မနဲ့အာဓမ္မလုံဆွဲနေတဲ့အချိန်မှာတာမန်လူကျုပ်ဝတ်တရားတွေကအကျက်ရိုက်တတ်တယ်အဲ့လိုချက်ရိုက်လာပြီဆိုရင်လူတွေကထွက်ပေါက်တစ်ခုရှာတတ်ကြတယ်အဲ့ထွက်ပေါက်ကဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့ပြစ်မှုနဲ့ယာဆွေးမှုဆိုပြီးတော့ဖြစ်လာစေတယ်အခုကျွန်တော်ပြောမယ့်အဆောင်လေးကလည်းဒီအကြောင်းအရာနဲ့ထင်ရစေရဲ့ဒီစာအုပ်ကလေးကစိတ်ပညာအရေးအသားသာမကဘဲနဲ့ဒီထဲမှာပါတဲ့ဇက်ကောင်စရိုက်တွေက ခုံထွက်လာပြီးတော့ကျွန်တော်တို့စာဖတ်သူနဲ့လာပြီးထိတ်တိုက်တွေ့နေသလိုခံစားရတယ်။အဲလိုရေးသားတွေကိုရေးရဲစာရေးဆရာကတော့ရုရှားမဟာစာပေပညာရှင်ကြီးဖျူဒါစ်ဒေါစတာယက်စကီးပဲဖြစ်ပါတယ်။ဒေါစတာယက်စကီးလို့ပြောလိုက်ရင်ကျွန်တော်တို့ဘာသာဥပဒေကိုရုံစုံပြင်းပြင်းပြီးလဲ။လူတိုင်းကတော့ပြင်းမှုနဲ့ပြစ်ဒဏ်ဆိုတဲ့စာအုပ်လေးကိုပဲပြောကြမှာအသေးစားပါပဲ။ဟုတ်ပါတယ်။ကျွန်တော်အခုပြောမယ့်စာအုပ်ကလည်း Crime and Punishment လို့ခေါ်တဲ့ပြင်းမှုနဲ့ပြစ်ဒဏ်စာအုပ်လေးပဲဖြစ်ပါတယ်။ Crime and Punishment ဆိုတဲ့အတိုင်းပဲကျွန်တော်တို့မူကြီးရာကံကြွယ်ပုံလေးလူသက်မှုနဲ့ လိုင်းလံရှာဖွေတဲ့စုံတောက်ကြီးတယောက်အကြောင်းအဓိကစကားစာကတော့လူငယ်တယောက်ပေါ့ပညာတတ်လူငယ်တယောက်သူကမထင်မှတ်ပဲနဲ့သူ့မှာစိတ်ချင်တွေကပေါ်ပေါက်လာတဲ့အကြောင်းအရာနဲ့သူကလူတယောက်ကိုတတ်မိလိုက်တယ်အဲ့လိုပါဘယ်ရလဲဆိုတော့သူအများနဲ့တွားပေါင်နေတဲ့အပေါင်ဆိုင်မိမယူသူကတတ်လိုက်တယ်အပေါင်ဆိုင်မိမယူသူကတတ်လိုက်တဲ့အချိန်မှာတော့မှသူကသူ့ကိုသူမှားတယ်ဆိုတော့အတိမျိုးသူကမရခဲ့ဘူးဘာလို့လဲဆိုတော့ ဒီတော့မှပါတယ်ဇက်ကောင်ကသူ့ရဲ့ရှူတော့ကနေပြီးတော့ပဲဇလန်းတစ်ခုလုံးပုံဖော်ထားတယ်။ဒီနေ့အဖြစ်ပြောမယ်ဆိုရင်မိုနိုလော့လို့ခေါ်တဲ့ဇက်ဆောင်တယောက်တည်းကနေပြီးတော့ပဲမြင်တဲ့ရှူတော့မျိုးလူသားသမားရဲ့အမြင်နဲ့ပဲဇလန်းတစ်ခုလုံးကိုအဆုံးထိစီးမျောသွားအောင်ခေါ်သွားတယ်။ဒီထဲမှာပါတဲ့အကြောင်းအရာတွေထဲမှာထူးခြားတာတစ်ခုကပါလဲဆိုတော့လူတွေကစင်ရင်တွေနတ်လာပြီဆိုရင်တပြေးတပြေးနဲ့အမုန်းတရားတွေပေါ်လာတယ်။အဲ့အမုန်းတရားတွေကနေပြီးတော့ကျွန်တော်တို့ ထိတိုက်ခြင်းဆိုင်လာရတဲ့အရာကတော့ပြင်မှုနဲ့ပြတ်တယ်ဆိုတဲ့အရာတွေပဲဖြစ်တယ်။အဲ့အရာကထွက်ပေါက်တစ်ခုအနေနဲ့ပုံပေါ်ကြတယ်။လူတွေရဲ့အသက်ရှူရှောင်စေတဲ့အရာလိုပဲထိမှတ်ပြီးတော့လှုပ်ဆောင်လာကြတယ်။ဒီတုန်းကနောက်ထပ်အခြားစကောင်တွေပါတယ်။စွန်ညာတို့တွန်ညာတို့ရဲစုံတော်ကြီးပေါ်ဖီလီတို့လည်းပါတယ်။ရဲစုံတော်ကြီးပေါ်ဖီလီကအဓိကစားဆောင်ဖြစ်တဲ့ Rascolico ခုနကရှေ့မှာကျွန်တော်ပြောခဲ့တဲ့ခင်လူငယ်ပညာတတ်လေးတယောက်ရဲ့နာမည်က Rascolico Rascolico ရဲ့အမှုကို ဒီရဲစုံတော်ကြီး forfeit လေးကတောက်လျှောက်လိုက်ပြီးတော့မလျှော်တော့စိုးနဲ့လိုက်ပြီးတော့မှုရေးရပြီးလောက်ဆောင်လဲကျွန်တော်ခြေဆုံးခန်းကာဘာလဲဆိုတော့ဒီထဲမှာခုနကကျွန်တော်ပြောတဲ့အရန်တော်တဲ့စုံတော်ကြီး forfeit လေးနဲ့ညံရီထက်မြက်တဲ့ rascolico သူနှစ်ယောက်ရဲ့ညံရီချင်းစီချင်းထိုးတဲ့အမေးအဖြစ်အဲ့ဒါတွေကတော့စာဖတ်နေသူကိုလုံးဝကြွားရစေတယ်ပေါ့ဒီလိုပဲအခြားစွန်ညာတို့ဒုံညာတို့ကလည်းဒီအတိတ်တမားရဲ့ ဝါရှားပြည်ရဲ့နောက်ခံလူနေမှုဘဝတွေကိုပုံပေါ်စေတဲ့ပြည်ထစာလုပ်ငန်းတွေအဝါရောင်ကက်ကာရင်ဘယ်လိုလူမျိုးတွေကအဝါရောင်ကက်တွေကိုကာရလဲ။အရင်ထူးကြတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ပြည်မှုနဲ့ပြည်တံဒီစာအုပ်လေးကိုဒေါစတာယက်စကီကသူကဇာဘင်းအာနာရှင်ဘင်းကိုတွန်းလှန်ရင်းနဲ့ထောင်ချခဲ့တယ်။အဲထောင်ချနေတဲ့အတွင်းမှာထောင်ချနေစဉ်အတွင်းမှာရေးခဲ့တဲ့စာအုပ်လို့သိရတယ်။ဒီညာကဘာကိုထူးခြားစေလဲဆိုတော့သူကအဲ့အချိန်မှာသူ့ရဲ့ စိတ်ပိုင်းဆိုင်ရာချုပ်ယွင်းမှုရှိတယ်လို့ကျွန်တော်သိရတယ်။အဲဒီစိတ်ပိုင်းဆိုင်ရာချုပ်ယွင်းမှုရှိတဲ့ဒီ psychological ဘိုင်းမှာထိခိုက်မှုရှိတဲ့အချိန်မှာရေးခဲ့တဲ့စာအုပ်ဖြစ်တဲ့အတွက်သူကစိတ်ပညာဘိုင်းဆိုင်ရာတွေအများကြီးပါတယ်။တတိယအဖြစ်ပြောမယ်ဆိုရင်သူရဲ့စာအုပ်ပေါ်မှာရွတ်ထွက်ခဲ့တဲ့အရာတွေအများကြီးကျွန်တော်တို့တွေ့ရတယ်။ဒီဆောင်ထဲမှာနောက်ထပ်ဖာလဲဆိုတော့လူတွေကထပ်ပေါက်တစ်ခုရှာတဲ့အခါမှာကောင်းတဲ့စိတ်ကနေပြီးတော့မကောင်းတဲ့စိတ်ကိုမလဲမသိဥတီသွားတတ်တယ်။အဲ့ဒါကိုကျွန်တော်တို့အင်္ဂလိပ်လို Lucifer effect လို့ပဲခေါ်မလား။ ပဝင်းချင်းရဲ့ထိုးနှက်မှုတွေသာဝရစင်းရင်တွင်နက်နေမှုကနေပြီးတော့ရုံထွက်ကျင်နေဆိုရင်ကျွန်တော်တို့လလန်းမီအောင်လှုပ်တက်ကြတယ်အဲလလန်းမီအောင်လှုပ်တက်တဲ့အရာကဘာလဲဆိုတော့ပြစ်မှုပါပဲအဲပြစ်မှုကဘာလို့ဖြစ်စေလဲဆိုတော့ပြစ်မှုတစ်ခုဖြစ်ပြီးဆိုရင်ဒီအပြစ်သားကတဖြည်းဖြည်းတဖြည်းဖြည်းနဲ့သူ့ကိုယ်သူ depressive disorder လို့ခေါ်တဲ့လိပ်ပြမလုံမှုတွေစိတ်ကစင်ကလေးအပြစ်မှုတွေဒါတွေသူကြုံရတယ်။တာမန်အားဖြင့်ပြောမယ်ဆိုရင်သူကဒီထဲမှာပါတဲ့ Rescordico ကညံကောင်းတယ်။သူ လူတယောက်ကိုတတ်လိုက်တယ်အဲ့လူတယောက်ကိုတတ်လိုက်ပြီးတော့သူ့ကိုယ်သူပြီးနေထိုင်တယ်ဒါပေမဲ့ညံကောင်းတဲ့နောက်တယောက်ပုံကုန်နဲ့တွေ့တဲ့အခါမှာရဲစုံတော်ကြီးအဖေလေးရဲ့အကန့်တွဲပုံလေးမှာသူကဟိုစိတ်စသုံးစသောက်ဖြစ်ပြီးတော့ဒီအမှုကိုတယောက်နဲ့တယောက်ပြောဆိုကြပုံလေးရတယ်အရင်စိတ်ဝင်စားဖို့ကောင်းတယ်ဒီထဲမှာနောက်တစ်ချက်ကဘာပါလဲဆိုတော့စင်ကျင်တုံတရားလူတယောက်ရဲ့စင်ကျင်တုံတရားတွေနောက်ပြီးတော့ခစ်ခစ်ရဲ့ရုရှားပြည်ရဲ့နောက်ခံသမိုင်းကြောင်းလူနေမှုပုံစံ လူမှုအဖျားယောဂါတယ်လူမှုအဖျားအဖျားယောဂါဆိုတာကျွန်တော်ဘာလို့ဆိုလို့ကျင်တာလဲဆိုတော့လူတွေကစိတ်ထိခိုက်လာပြီဆိုရင်ခန္ဓာကိုယ်မှာအဖျားမိတယ်လို့မျိုးပဲစိတ်မှာလည်းကျွန်တော်တို့အဖျားမိတတ်တယ်အဲ့အဖျားယောဂါကကျွန်တော်တို့မသိဘဲနဲ့ကုလို့မရတဲ့အနေအထားတွေလည်းဖြစ်တတ်တယ်နောက်ဆုံးပိုင်းမှာဒီထဲမှာပါတယ် Raskolnikov ကသူ့ကိုယ်သူပြန်ပြီးတော့ကုစားနိုင်နေတယ်လို့ကျွန်တော်တို့ဆိုလို့ရတယ်အဲ့ဒါကဘာလဲဆိုတော့ဒီစာအုပ်ရဲ့အဓိကအလင်းတန်းပဲဘာလင်းတန်းလဲဆိုတော့ဩနောက်ဆုံးမှာငါမှားခဲ့ပါလားဆိုတော့အတိတ် အိုက်တရာဒီစာအုပ်ထဲမှာပါတဲ့တမူးဖြတ်လို့မရတဲ့ယက်တာပါပဲ။ဒါကြောင့်ဒီစာအုပ်ကိုပတ်ကြည့်မယ်ဆိုရင်မိစိန်နေနဲ့တွေးမိရင်တွေးမိသလောက်စဉ်းစားမိရင်စဉ်းစားမိသလောက်တမူးရှိတယ်အကျိုးရှိတယ်စာအုပ်ပါလက်မလို့တင်ပဲဖတ်ရမယ်လို့တဲ့စာအုပ်လို့ကျွန်တော်ပြောပြရစီရုရှားစာပေတွေချိန်နေတတ်တယ်ဆိုရင်ဒီစာအုပ်ကလည်းရှောင်နေလို့မရတဲ့စာအုပ်တော့ပါအားလုံးပဲဖတ်ကြည့်ပြီးတော့တွေးတော်ပြပါလို့ကျွန်တော်အကြံပြုပါရစီ 好了没？结束吧。